တနင်္လာရီမျိုးမှာတကြံကာလနှစ်စဉ်ပြုလုပ်လေးရှိတဲ့ရိုးရာကြာအကပွဲကို အခုနှစ်တကြံအကြိုနေ့ဧပြီလ23ရက်နေ့မှာပြုလုပ်ခဲ့ကြပါတယ်။ရှင်မအောင်သာခေါ်မြို့ရှင်ဖော်ပွားကြောက်တိုင်မှာကြားကားတဲ့သူတွေကတွားရောက်ကြတော့ပြီးမြို့တွင်းလဲလဲကပြခဲ့ကြတာပါ။ တနင်္လာရီရိုးရာကြားအကပွဲကို တနင်္လာရီမြို့ချောင်းကြီးရက်ွက်သူရက်ွက်သားတွေကဥဆောင်ကျင်းပခဲ့ပါတယ်။ကြားကပွဲကိုတကြံအကျိုနေ့မှာချောင်းကြီးရက်ွက်ကစတင်ကျင်းပပြီးတကြံအကျနေ့မှာချောင်းငယ်ရက်ွက်ကကျင်းပလေးရှိပါတယ်။ကြားအကကပြရာမှာကြားငါးကောင်၊ကြားမီဆွဲခေါ်ကြားထင်းသူ၅ဦး၊မုတ်ဆိုးတူ၊ဘုံတီးသူတွေနဲ့လောဘန်အမွေးချိုက်တမျိုးကင်သူတူပါဝင်ကြပါတယ်။ တနင်္လာရီရိုးရာကြာအကဟာရခင်က မလေးရှားကုန်သွယ်တွေကုန်စည်ကိုတန်းရောင်းဝယ်ရန်လာရောက်ရင်၎င်းတို့ထံမှကြံခဲ့တဲ့အကတစ်မျိုးဖြစ်ပါတယ်။ကြာအကကိုတနင်္လာရီမျိုးနဲ့မြင်းမျိုးနဲ့နဲ့ပလောမျိုးနဲ့တို့မှတကြံကာလမှာကပြလေးရှိကြပါတယ်။